တသက်မှာတခါယူတဲ့မင်္ဂလာပွဲမှာမွန်ကုံဆောင်ပြီးမွန်ရိုးရထိမ့်သိမ့်ကြလို့အများကြီးကျူးလေးစားခံနေရတဲ့မိပကြီး ။အောင်မြင်နေတဲ့မင်းသမီးတယောက်ဆိုပေမဲ့ကိုလူမျိုးကိုရိုးရွားကိုတံမွတ်ထားပြီးမင်္ဂလာပွဲအတွက်ပြင်ဆင်နေတာကတော့မိပစီဖြစ်ပါရဲ့ရှင်။မိပစီကတိတ်မကြခင်ကမှသူမရဲ့ချစ်သူကိုတရားဝင်ထုတ်ပြလာပြီးတော့လက်ထက်ခွန်အတောင်းခံရတဲ့ပုံရိပ်လေးတွေနဲ့အရန်ကိုရေပန်းစားနေတာဖြစ်ပါတယ်။သူမရဲ့ဘေးနားလေးမှာနှစ်ပေါင်းများစွာအတူရှိနေပေးခဲ့တဲ့မန်နေဂျာတယောက်ဖြစ်တဲ့ကိုမျိုးကိုစီကနေတံမွတ်ထားလက်ထက်ခွန်တောင်းခြင်းကိုမိပစီကလည်းဝမ်းသာစွာနဲ့လက်ခံခဲ့တာပါရှင်။အခုချိန်မှာတော့သူမတို့ရဲ့မင်္ဂလာပွဲအတွက်အကောင်းဆုံးဆိုတဲ့အပြင်ဆင်နေတဲ့အဖန်တီးနေပြီးတော့အဓိကလိုအပ်တဲ့မင်္ဂလာ ဖိတ်စာလေးတွေကိုလည်းဆွေမျိုးမိတ်ဆွေတွေလက်ထက်ကိုပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ဒီတစ်ခါမှာတွေ့မြင်ရတဲ့မင်းသမီးလေးမေပကြီးရဲ့မင်္ဂလာဖိတ်စာလေးကတကယ်ကိုအံ့ဩစရာကောင်းအောင်တမှုထူးခြားနေတာကိုတွေ့နေရတာဖြစ်ပါတယ်။တမှုအဖြစ်ကြီးမားနေတဲ့ဆိုတာထက်ကိုလူမျိုးကိုရိုးရကိုထင်သာမြင်သာအောင်ဂုဏ်ယူစွာထုတ်ပြထားခဲ့တဲ့ဖိတ်စာလေးတစ်ခုဖြစ်လို့နေခဲ့ပါတယ်။အားလုံးသိတဲ့အတိုင်းမင်းသမီးလေးမေပကြီးကမွန်လူမျိုးတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီးတော့သူမရဲ့ရိုးရဘာသာစကားကိုလည်းအမြဲတမ်းထုတ်ပြောတတ်သူလေးပါ။အခုမင်္ဂလာဝဲကျင်းမာရတော့မယ့်အချိန်မှာတော့ရန်ကုန်မြို့ကြီးမှာပွဲကြီးပြုလုပ် ုပ်သွားမှာဆိုပေမဲ့မင်္ဂလာဖိတ်စာလေးကိုတော့မွန်ရိုးရဒလိကိုဖော်ကျူးထားတဲ့ပုံစံလေးနဲ့ဖန်တီးထားခဲ့တာပါရှင်။ မွန်လူမျိုးတွေအမျက်တနှုတ်ဝတ်ဆင်ရတဲ့ရိုးရဝတ်စုံလေးကိုမိပကြီးတို့ဇုံတွေလေးကတံမိုးထားဝတ်ဆင်ခဲ့ပြီးတော့ဖိတ်စာမှာဂုဏ်ယူစွာနဲ့ထည့်သွင်းဖော်ပြထားခဲ့တာဖြစ်ပါတယ်။တခြားသောဒီဇိုင်းလက်ရာမြောက်တဲ့ခေါင်းဝန်တွေအဝတ်အစားတွေကိုဝတ်ဆင်နိုင်တဲ့အနေအထားရှိပေမဲ့ရိုးရှင်းတဲ့ပုံစံလေးနဲ့မွန်လူမျိုးတွေရဲ့ရိုးရဝတ်စုံလေးကိုဝတ်ဆင်ထားခဲ့တာကသူမရဲ့လူမျိုးအပေါ်မှာတံမိုးထားကြောင်းပြသနေတာပါပဲ။ဒီလိုမျိုးမင်္ဂလာဖိတ်စာလေးမှာမွန်ရိုးရဝတ်စုံလေးတွေကိုဝတ်ဆင်ထားတဲ့ပုံရိပ်လေးတွေထည့်သွင်းထားခဲ့တာကြောင့်ဖိတ်စာကိုလက်ခံရရှိတဲ့ဆွေမျိုးမိတ်ဆွေတွေအနေနဲ့လည်းပို့ပြီးတော့ဝမ်းသာသွားကြမှာ ှာပါနော်အထူးသဖြင့်နိုင်ငံကျော်မင်းသမီးတက်အောင်နေနဲ့ကိုရဲ့ရိုးရဒလေးကိုတံမိုးထားထုတ်ပြတာကမွန်လူမျိုးတွေအတွက်လည်းအများကြီးကုန်ရှိစေပါတယ်ရိုးရဒလေးဆိုတာကရှေးအစဉ်ဆက်ကလေးကရှိခဲ့ပေမဲ့ကိုရိုင်းကတံမိုးထားပြီးထိမ့်သိမ်းဆောက်ရှောက်မှသာရရှိတည်မြဲမှာပါအခုမင်းသမီးလေးမိပကြီးကတော့တကယ့်ကိုတံမိုးထားစွာနဲ့မွန်ရိုးရဝတ်စုံလေးတွေကိုဝတ်ဆင်ပြီးမင်္ဂလာဖိတ်စာလေးကိုလည်းအများနဲ့မတူတံမိုးထိုးကြအောင်ဖန်တီးထားခဲ့ပါတယ်မင်္ဂလာပွဲကြီးကလည်းမကြခင်အချိန်အကြာမှာကျမပြုလုပ်သွားမှာဖြစ်လို့မွန်ရိုးရဒလေးနဲ့အညီဘလို့ခမ်းနားတဲ့ပွဲကြီး ဖြစ်မလဲဆိုတော့အားလုံးကလည်းစိတ်ဝင်စားနေကြပါရဲ့ရှင်။မိပကြီးဆိုတာကတရုတ်စာမင်းသမီးတက်လက်အဖြစ် အောင်မြင်ခင်ုံတမကစီဝိုင်းလုပ်ငန်းတွေကိုပါဥဆောင်နိုင်တဲ့ထူးချွန်သူအမျိုးသမီးဖြစ်တာကြောင့်မင်္ဂလာဝဲကိုစနစ်တကျစီစဉ်ထားတာကိုလည်းတွေ့ရပါတယ်။အဓိကအဖြစ်တော့သူအနေနဲ့သူလိုက်ဖက်ညီစေမဲ့အဝတ်အစားအပြင်ဆင်ကအစအသေးစိတ်ပြင်ဆင်ဖန်တီးနေခဲ့တာပါ။မင်္ဂလာဦးအကျိုးအမတ်တရတပ်ပုံလေးတွေကိုတော့တကယ့်ကိုခမ်းနားတဲ့ပုံစံနဲ့အနောက်တိုင်းဆင်တဲ့ပြင်ဆင်မှုလေးတွေကိုအသုံးပြုပြီးတော့အလှပဆုံးဖြစ်အောင်ဖန်တီးထားခဲ့တာဖြစ်ပါတယ်။မင်္ဂလာဖိတ်စာလေးတွေကိုတော့သူမတို့ရဲ့မွန်ရိုးရဒလိအတိုင်းရိုးရဝတ်စုံလေးတွေကိုဝတ်ဆင်ပြီးတော့ထည့်သွင်းဖော်ပြထားခဲ့တာပါ။ဒီလိုမျိုးအသေး စိတ်ကြတဲ့အပြင်စင်နေနဲ့ရိုးရတလိကိုလည်းထိမ့်သိမ့်တက်တာကမိပကြီးရဲ့ချီကျူးစရာအချက်ပဲဖြစ်ပါတယ်။ Right to be ပွဲလေးကိုတော့ထိတ်တန့်မင်းသမီးဤချောပေါ်ပါဝင်တငယ်ချင်းတွေကပေါင်းစုပြီးတော့အပျော်ရွှင်ဆုံးပွဲလေးဖြစ်အောင်ပြုလုပ်ပေးခဲ့တာကိုလည်းတွေ့ရပါတယ်။သူမရဲ့မင်္ဂလာပွဲလေးကတော့အခုရက်ပိုင်းမှာတွေ့မြင်နေရတဲ့တခြားမင်းသမီးတွေရဲ့မင်္ဂလာပွဲချက်ပို့ပြီးတော့ပြောစရာကောင်းနေပြီးပရိသတ်တွေကိုပါကြည်နူးစေတာလည်းဖြစ်ပါတယ်။တသက်မှာတခါချီရတဲ့သူနဲ့ရှုလက်ကျွဲကျမရတဲ့မင်္ဂလာပွဲလေးဖြစ်တာကြောင့်အကောင်းဆုံးဖြစ်အောင်စီစဉ်ထားသလိုရိုးရတလိကိုလည်းထိမ့် င်းသိမ်းပြီးတော့လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်ရှင်။ဝင်လူမျိုးတွေရဲ့ရွေးရတလီကိုမြင်သာအောင်ထည့်သွင်းပြုလုပ်ထားတဲ့မိပကြီးရဲ့မင်္ဂလာဖိတ်စာလေးကိုပရိသတ်ကြီးတို့ရောသဘောကျကြပါရဲ့လားရှင်။